မင်္ဂလာပါ။ Audio Wise စောင်းတိုင်းမှကြိုဆိုပါရစေ။ယခုခါမှာတော့လိုင်းတရားနယူးမီဒီယာ Facebook Page ကနေကိုတီဟာဆောင်ရေးသားထားတဲ့ကမ္ဘောဇာဘဏ်တာဝန်ရှိသူတွေရဲ့အတားကြောင့်အသက်ပေးခဲ့ရတဲ့ KBZ ဘဏ်ဝန်ထမ်းများလို့ခေါင်းစဉ်ပေးထားတဲ့သတင်းဆောင်မတစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကမ္ဘောဇာဘဏ်တာဝန်ရှိသူတွေရဲ့အတားကြောင့်အသက်ပေးခဲ့ရတဲ့ KBZ ဘဏ်ဝန်ထမ်းများပြီးခဲ့တဲ့ရက်ပိုင်းကငလင်လှုပ်ခတ်မှုကြောင့်ပြောင်ဝယ်မျိုးမှရှိတဲ့ KB ဇက်ပန်ပြိုကျခဲ့ပါတယ်။ပျော်ဝဲ KB ဇက်ပန်ဟာငါးရက်ရှိတဲ့တိုက်ဆောင်ဖြစ်ပြီးသုံးတပ်ပြိုကျခဲ့တာကြောင့်ဘန်ဝန်တန်းတွေနဲ့ငွေလာရောက်ထောက်ယူသူပြည်သူတွေဟာအဆောင်ပြိမိပြီးတော့ပြိမိနေခဲ့ကြပါတယ်။အဆိုပါဖြစ်စဉ်တွေကနေအသက်ရှင်လျက်ပြန်လည်လွတ်မြောက်လာတဲ့ပျော်ဝဲမျိုးသူမဆုဝေနှင်းကငလင်းဆောက်လို့တော့ဘန်ထဲမှာငွေသွင်းငွေထုတ်လုပ်နေသူတွေနဲ့တော်တော်စီကားနေတဲ့ချက်ကြီးအဲ့ဒီမှာစပြီးတော့ငလင်းလောက်တာနဲ့ ဗန်တာဝန်ရှိသူတွေကဗန်တကားတွေကိုပိတ်ချပစ်လိုက်တာသူတို့ငွေတွေအလုခံရမှာစိုးလို့တဲ့ဗန်ကဝန်ထမ်းတွေကငလင်တန်ကနေလွတ်မဲ့ဗန်ပြင်ကို ပေးထွက်ဖို့တောင်းပန်ကြသေးတယ်ဗန်တာဝန်ရှိသူတွေကလုံးဝပေးမထွက်ဘူးညီမတို့လည်းဘိုင်းတောင်းပန်ကြတာပဲမရပါဘူးဒုတိယတစ်ခေါက်အကြမ်းဆုံးငလင်လှုပ်တဲ့ချိန်လဲကြာရောဗန်ကြီးပြိုကျပါလေရောပြိုကျတာမှဝုန်းနဲ့ပြိုကျတာ ဘာမှလှုပ်ချိန်တောင်မရနိုင်ဘူးညီမရနေတဲ့နေရာကကွန်ကရစ်တန်ကြီးရဲ့ကပ်ရက်ဖြစ်နေတော့ညီမရဘဝကကွန်ကရစ်ကျမ်းပြင်နဲ့ရဲသွားပဲလို့သာပေါ့တက်တဲ့သာကြားလို့ကတော့ညီမလည်းတခါလဲပြားသွားမှာလူကဝုံးဆိုအတန်ကြားလာနဲ့ထိုင်ချမ်းမိလိုက်တာဘောင်းမော်ကိုကွန်ကရစ်ခန်းတွေလည်းမှန်တယ်ဒါပေမဲ့လူကသတိရှိနေသေးတော့ထန့်ငုံပြီးဝှက်ချထားလိုက်ရတယ်ဘေးနားမှာလည်းအော်ဒန်တွေငိုဒန်တွေကြားနေရတယ် တချို့အော်တန်တွေကအယမ်းနာလုံးလို့မခံမရနိုင်အော်နေတဲ့အတန်မျိုးတွေနဲ့အော်ရာကျရတယ်။ညီမလည်းကို့ပေါ်မှာပိတ်မိနေတဲ့ကွန်ကရစ်ကြမ်းမြင့်ကြီးကိုအားရှိသမျှစူးစမ်းပြီးတွန့်ကြည့်သေးတယ်။တုတ်တုတ်တောင်မရွေ့ဘူး။ညီမလည်းအတန်ကုန်အော်ပြီးတော့အကူညီတောင်းတာပေါ့။ဘသူမှလည်းမကူညီနိုင်ရဘူးလေ။ပြီးတော့ငလျင်ကဆက်လုံနေတော့မယ်။ညီမလည်းမလှုပ်ရဲတာနဲ့ဆက်ငြိမ့်နေလိုက်တယ်။အဲ့ဒီအချိန်မှာပဲ ညီမလွယ်ထားတဲ့ဆလင်းဘက်ထဲကဖုံးကအတန်မြည်လာလို့အမောင်ထဲမှာဆလင်းဘက်ကိုလက်နဲ့ဆန်းဖွင့်ပြီးတော့ဖုံးကန်လိုက်တော့အမေဆက်တာဖြစ်နေတယ်အမေနဲ့ဖုံးဆက်သွယ်ရတယ်အမေကငိုပြီးတော့ညီမကိုတေးပြီးထင်းနေတာတဲ့တော်သေးတယ်အဲ့ဒီမှာညီမဗန်ထဲမှာပြိမိနေတဲ့အကြောင်းအမေကိုပြောပြရတယ်ဘေးကလူတွေတော့တေးပြီးထင်းတဲ့အမေလို့ပြောလိုက်တယ်အဲ့ဒီနေ့ညနေပိုင်းလောက်မှာ ကယ်ဆယ်ရေးသမားတွေရဲ့အပြက်စီးတွေဖဲနေကြတဲ့အတန်ကြားရတယ်။အမေကဖုန်းခဏခဏဆက်ပြီးတော့ညီမကိုလှမ်းအားပေးနေတော့ဖုန်းကညာဦးဘိုင်းမှာပဲအကုန်ပြီးပိတ်ကျသွားတယ်။ညီမလည်းစိတ်ကိုတင်းပြီးထားပေမဲ့လူကတော်တော်အားငယ်နေပြီ။တညာလုံးဒုက္ခရောက်လိုက်တာမှပြောပါနဲ့။ရေရစာလူကလည်းခေါင်းတွေကွဲထားတော့သွေးတွေကထွက်နေတာ။ဘိုက်တော့မစားဘူး။ စိတ်စောကတ်နေလို့ဖြစ်မယ်။ကလန်းလန်းကညီးစံတွေလည်းကြားနေရတယ်။အပြက်စီးတွေပြိမိထားတဲ့တခြားသူတွေစီကဖြစ်မဲ့ထင်တယ်။နောက်နေ့နေ့လယ်ပိုင်းတော့ကြမှာညီမကိုအပြင်ထုတ်လို့ရသွားတယ်။ညီမလိုပဲအပြက်စီးတွေကြားနေကဲထုတ်နိုင်ခဲ့တာနောက်ထပ်15ရောက်ရှိတယ်လို့သိရတယ်။ဗန်ဝန်နန်းတွေရော ပြည်သူတွေရောပေါ့ညီမကစားဖြစ်တဲ့ချိန်တုန်းကဆိုသေပြီပဲမှတ်နေတာ။ပြီးတော့ ဖះကိုပဲဇက်တိုက်ကဲတော်မူပါဆိုပြီးတော့တနေခဲ့ရတာသူမကြုံတွေ့ခဲ့ရသောခြေနေများကို ပြန်လဲပြောပြသည်တကယ်တမ်းကငလင်းဆောက်ကလေးကဗန္ဒကားတွေကိုဖွင့်ပေးပြီးအပြင်ကိုထွက်ခွင့်ပေးခဲ့လို့ရှိရင်ဒီလောက်ထိ အသေးပြောင်များစရာအကြောင်းမရှိဘူးအခုကငလင်းလောက်နေတဲ့အချိန်မှာလူတွေအကုန်လုံးကိုဗန်ထဲမှာစုပြီးတော့လှောင်ထားကြအောင်ဒီလိုမျိုးအဖြစ်ဆုံးတွေဖြစ်ကုန်တာနောက်မှပြန်ကြားရတာက ူတို့ကေဘီဇက်ပံဥက္ခကြီးအောင်ကဝင်းကမှုန်တိုင်းတိုက်တာတို့ငလင်လှောက်တာတို့လိုတဘာဝဘေးအန္တရာယ်တွေကျုံးလာခဲ့ရင် သူတို့ငွေတွေပါသွားမှာဆိုလို့အခုလိုဗန္ဓကားတွေကိုချက်ချင်းပိတ်ချလိုက်ဖို့ညွန်ကြားထားတာလို့သိရတယ်။သူတို့ကကစတမာတွေရဲ့အသက်ကိုသူတို့ပိုက်ဆံတွေလောက်မှတန်ဖိုးမထားဘူးဆိုတာဒီဖြစ်ရမှာထင်ထင်ကြီးသွားတွေ့ရတယ်။ညီမကတော့အသက်ရှင်နေသေးတဲ့၍ကံမောစာဘန်ကိုညွန်သွားပြီ။သူတို့စီမှာလည်း ွေအပ်တာငွေလွှဲတာတွေနောက်ကိုဘယ်တော့မှမလုပ်တော့ဘူးအခုလဲတေတာကပန်ဝန်တန်းကြီးပဲ၁၀ရောက်ကျော်ပါတယ်တဲ့ကျန်တဲ့ customer တွေက၈ရောက်သေးတယ်မလ31ရက်နေ့ကျမှမိသက်တွေနဲ့စင်ကာပူကန်ဆယ်ရေးအဖွဲ့တွေဆယ်ခက်ခဲ့ခဲ့ပေမဲ့အချိန်နှောင်းနေပြီလေအထဲမှာပိတ်မိနေသူတွေအကုန်သေးနေပြီသူတို့ကအရက်ဖက်ပရာဟိတကန်ဆယ်ရေးအဖွဲ့တွေကိုလည်းလုံးဝပိတ်မခဲ့ဘူး ။ကူညီပြီးတော့ကန်ဆယ်ပေးပါမယ်ပြောရတောင်းလုံးဝလက်မခံဘူး။ဘန်ထဲမှာငွေရရှိနေလို့အရက်ဘက်အဖွဲတွေကိုဘန်နာပေးမခက်တာလို့ပြောတယ်။အခုတော့မဖြစ်တဲ့နာတွေဖြစ်ကုန်ပြီးကိုဖောက်တဲ့တွေကိုပြန်တက်တဲ့ KBZ ဘန်ဖြစ်နေပြီ။မဆုဝေနင်းကပြောပြပါသည်။ပြော်ဝဲမြုပ်တွင်မြင်းကလေးအကြောင်းတေဆုံးသူ300ကျော်တိကြိုက်တန်ရရသူ150ကျော်ရှိကား အစဦး900ကျော်ပျက်စီးခဲ့ကြောင်းသိရပါသည်။နောက်ဆက်တွဲငလင်များကြောင့်တေဆုံးသူနှင့်တိကိုက်တံရရသူထမှန်တိုးလာနိုင်ပွဲရှိသည်ဟုပြော်ဝယ်မြို့တွင်ကယ်ဆယ်ရေးလုပ်နေသောလူမှုကွန်ရက်အသင်းများထံမှသတင်းရရှိပါသည်။ဒီဟာဆောင်လိုင်တာယာနယူမီဒီယာ